တောင်မီအရင်ဆိုတော့လေဟိုတောင်မီအရင်ဆိုတော့လေအမှန်တော့ဟိုဘယ်လိုခေါ်မလဲအရင်လောက်တဲ့ဟိုဇက်မျိုးဆိုရင်တော့လေပို့ပြီးတော့အဆင်ပြေတော့ပေါ့ပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်ဟုတ်မမီနဲ့ကတားအမိတော့မလုံးချင်ဘူးအဲ့လိုမျိုးဘယ်လိုပြရမလဲဒီတိုင်းမတည့်တဲ့မတည့်တဲ့လူအနေနဲ့တရားဆောင်နေတယ်မတည့်လို့ရွှေရှင်ကားမှာတယောက်မတည့်ဘူးပေါ့မေယာဗီလင်ပေါ့မေယာဗီလင်လည်းလည်းပေါ့နော်မေပြောရတော့ ဟိုကလေကောင်မလေးတွေချစ်တာများတဲ့ဟိုကအော့ရဲ့ fan တွေကလေကြည်လန်ယောက်ျားလေးတော့နည်းနည်းနေတယ်ပေါ့နော်အသူ့ကိုတင်ငယ်ချင်းတွေပေါင်းလဲယောက်ျားလေးတွေပေါင်းပါလို့လည်းပြောထားတယ်အယောက်ျားလေးတင်ငယ်ချင်းတွေလည်းရှိပါဒါပေမဲ့သူ့ကိုဟိုဟာဖြစ်တဲ့လူတွေတော်တော်များများမိန်းကလေးတွေများတယ်တော့ဒီနေ့ကတော့ဟိုပါအန်တီဆင်ပေါ့နော်အန်တီဆင်ရဲ့ဖိတ်ကြားမှုလေးနဲ့ဒီနေ့ပွဲလေးကိုလိုင်းအောင်ဖြစ်တာပါရှင်ဟုတ်မစင်ဖိတ်လို့လာတာသမီးမျိုးဆက်သစ်တွေဆိုတော့ အာမာရီကတော့ကလေးတွေကိုကျေးဇူးပါတယ်ဟုတ်ရှိပါတယ်။ဩကနောက်နှစ်ကစပြီးတော့ဒီအလုပ်ကိုတည်တည်ချာချာဒီဇိုင်းမမနဲ့လုပ်သွားအောင်မှာဆိုတော့နောက်နှစ်ဒီလို program တွေ reality show တွေထပ်ပြီးတော့ရှိလာရင်ထိုင်းတော့မှာပါလို့ဟုတ်ပါတော့တာမီနှစ်ယောက်အပြိုင်ပေါ့အပြိုင်နေအောင်ပြီးရတော့မှာပါလို့အဲမမီနှစ်ယောက်တစ်ခါမှမဆုံးဘူးလေတခါအမေနှစ်ယောက်တခါလဲဆုံးတယ်တထိုင်လဲတခါမှနှစ်ယောက်မျက်နှာစဉ်းစားပြီးတခါမှမရိုက်ဘူးဟိုတာမီအရင်ဆိုတော့လေဟိုတာမီအရင်ဆိုတော့လေအမှန်တော့ဟိုဘယ်လိုခေါ်မလဲ အရင်လောက်တဲ့ဟိုဇက်မျိုးဆိုရင်တော့လေပို့ပြီးတော့အဆင်ပြေတော့ပေါ့ပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်ဟုတ်ဟုတ်ရင်းနှီးမှုပို့ရတာပေါ့နော်မမီနဲ့ကတားအမိတော့မလုံချင်ဘူးအဲ့လိုမျိုးဘယ်လိုပြရမလဲဒီတိုင်းမတဲ့တဲ့မတဲ့တဲ့လူအနေနဲ့တိရစ္ဆာန်နေတယ်မတဲ့လို့ရရှိကားရမှာမေကမတဲ့ဘူးပေါ့မေကဗီလင်ပေါ့မေကမေကလည်းလည်းလို့ပေါ့နော်မေပြောရတာအမေအမေကဗန်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့ပေါ့ပေါ့ဘယ်လိုခေါ်မလဲ ဟိုအရင်ဆိုတာကြီးကိုဟိုအဲ့လိုအဲ့လိုအရင်ဆိုရယ် character မျိုး character မျိုးကိုမလုပ်ချင်ဘူးအဲအဲ့ဒါကို तू ပြောတာဟုတ်ညီညီမတေးဆောင်တယ်ညီမတေးဆောင်ပါအဲသူကလည်းညီမကိုသူကရှိကုန်ပဲတမိလေးရဲ့မဟုတ်အိမ်မတော့တငယ်ချင်းပဲငယ်ချင်းအဲတမိ၃ယောက်တမိသား၃ယောက်ကတငယ်ချင်းလို့ပဲနေကြတာဆိုလေလုံးဝတငယ်ချင်းအဲမဟုတ်ပါသူကြရဲ့ driver တွေကခိုင်းပါလိမ့်မယ် ဲ့ဒါကိုတော့ကိုကတော့ဝမ်းစာလေးတော့ဖြည့်ရမှာဖြည့်ထားရမှာပေါ့နော်အဲဒါတော့အမားတို့ကတော့ဘာဘာဘာတော့မညွှန်ကြပါဘူးသူကြတဲ့ writer ရဲ့ခိုက်စင်မှုပုံမှာမူတည်ပြီးသမီးလိုက်နာဖို့တော့အဲပြောထားတာပေါ့နော်ဘယ်လုံးဆိုပြင်မှန်းပါတယ်ညီမလေးအာ professional ဖြစ်သွားပူပင်မန်းတာပေါ့ကြီးစားဖြစ်သွားတော့လေအပူပင်ဘယ်အလုပ်ပါဘယ်အလုပ်မဆိုပါအမှုပညာလုံးမဟုတ်ပါအပြင်ကလူတွေလည်းဘယ်အလုပ်မဆိုအဟိုဟာတိုက်တန်တဲ့ ဥစ္စာကိုတော့ပြန်ပေးဆက်ရတာပဲပေါ့နော်မမီနဲ့တူတူကတော့ဘယ်သွားသွားဩအားရှိရပါတော့ကို့အမေကဘေးနားမှာတရားလုံးမမမမနဲ့ရှိနေတယ်ဆိုတော့အဲအဲ့လိုမျိုးနောက်လည်းမမီနဲ့အဲ့လိုမျိုးရွှေရှင်နေအခွင့်ရှိရရှင်ပါတယ်ဟုတ် အခုလို့ကောင်မလေးကြီးကခေါ်တာများတယ်အဲ့ဒါရောက်ကြလေးတဲ့ကောင်မလေးကြီးခေါ်တာဟိုကလေကောင်မလေးကြီးချစ်တာများတယ်ဟိုကအော်ရဲ့ fan ကြီးကလေကြည်လန်ယောက်ျားလေးတော့နည်းနည်းနေတယ်ပေါ့နော်အသူ့ကိုတင်ငယ်ချင်းတွေပေါင်းလဲယောက်ျားလေးတွေပေါင်းပါလို့လည်းပြောထားတယ်အယောက်ျားလေးတင်ငယ်ချင်းတွေလည်းရှိပါတယ်ဒါပေမဲ့သူ့ကိုဟိုဟာဖြစ်တဲ့လူတွေတော်တော်များများမင်းကလေးတွေများတယ်တော့ကောင်မလေးတွေများတယ်အဲအဲ့ဒါတော့ကတော့မစိုးရိမ်ပါဘူးဟုတ်မစိုးရိမ်ပါဘူးဆိုတာလေအဲသူကသူဒီခေတ်ကသူကသူတို့ ဆုံးဖြတ်တက်နေဆုံးဖြတ်တက်ကြတယ်ပေါ့နော်ကုရီနဲ့တော့သိပ်မတူတော့ဘူးပေါ့ခစ်ခစ်ကြောင်ပေါ့အပရိသတ်ကြီးကလည်းမမူခမ်းအနှစ်40ကျော်လုံးအပိထားတဲ့ပရိသတ်ကြီးကမမူခမ်းသမီးလေးအော်အော်သစင်ဘူပေါ့နော်အာသူမမကိုချစ်တယ်လို့ပဲချစ်ပေးပါတွန်းအားပေးကြပါပရိသတ်ကြီးသည်ဘာပဲဖြစ်ဖြစ်ပါ ရိသတ်ကြီးကတကယ်ကိုအဲဂျေဆုရှင်ဆိုလည်းမမှားဘူးပေါ့နော်ထမင်းရှင်ဂျေဆုရှင်နေပါလို့ပဲသမီးကိုအမြဲတမ်းလည်းပြောထားပါဗျာဒါကြောင့်မို့ပရိသတ်ပေါ်မှာတက်စာရှိပေးပါလို့လည်းပြောထားပါဗျာဟုတ်ဟုတ်အော်လေအခုအစားပြီးတော့အနုပညာလုပ်ကိုဒီဇိုင်းမမနဲ့တည်ချာချာလုပ်သွားမှာမို့လို့အများကြီးစောင့်ကြည့်ပေးကြပါချစ်ပေးကြပါအော်လေအကောင်းဆုံးကျူးစားပါမယ်လို့ရှင်ဟုတ်